ကဲဆိုရှယ်မီဒီယာတော့ရင်စိတ်ဖိစီးလာတဲ့အခါဘာလုပ်ရမလဲအတီးတို့ဖြေရှာကြည့်ကြရအောင်ဆိုရှယ်မီဒီယာသုံးပြီးရင်စိတ်ချင်းမှတမျိုးခီထွက်သွားတာမျိုးအားလုံးလည်းရင်းနှီးကြမှာပါဆိုရှယ်မီဒီယာဆိုတော့ကအသုံးပြတာတော့အမှန်ပါပဲတရင်တွေရော ဖြိုဖြေးတွေရောမိတ်ဆွေတွေတွေပါရနိုင်နေလေဒါပေမဲ့အဲကကချိုပို့စ်တွေတရင်တွေကပဲခုခုစိတ်ညစ်စေပြီးမပြောမရှင်ဖြစ်စေနိုင်ပြန်ရောအဲ့လိုခံစားချက်မျိုးဝင်လာရတဲ့အတ္တိကတရားခံတာပါလေသလားအဲ့ဒါကတော့နှိုင်းရှင်တာပါပဲ ဟုတ်တယ်။သူများတွေရဲ့အကောင်ဆုံးပုံစံပြထားတဲ့ online ဘဝတွေကိုကိုယ့်ရဲ့တာမန်ဘဝနဲ့ရှင်ကြည့်မိကြတာပေါ့။ဒါပေမဲ့လီဒီလိုနိုင်ရှင်ပြီးဆင်းခဲ့တာကလူသဘာဝပါပဲ။အလုံးဖြစ်တတ်ကြပါလေ။ကဲဒါဆိုဘာလုပ်လို့ရမလဲ။စိတ်ကိုပြန်လန်းဆန်းစေမယ်။လက်တွေ့ကြတဲ့အဆင့်၄ဆင့်ကိုချိန်ကြမယ်။ဒီမှာအဆင့်၄ဆင့်ရှိပါတယ်။ဒါတွေကကိုယ့်စိတ်ကိုပြန်ပြီးထိန်းချုပ်နိုင်မှုလွဲကူတဲ့နည်းလမ်းတွေပါပဲ။အဆင့်၁ဘာမှမလုပ်ခင်ခဏရက်လိုက်ပါ။ဖုံးကိုချက်ပြီးစိတ်ကိုအရင်ရေမောင်းထားလိုက်ပါ။ အစနစ်ကတော့အာယုံပြောင်းလိုက်တာပါလမ်းထွက်လျှောက်တာတချင်းသားထောင်တာမျိုးကစိတ်ကိုပြန်လန်းဆန့်စေတယ်အစင်တော့ကော်ဖီကိုကိုယ်တိုင်စီးစပါစိတ်နောက်အညက်ထိစေတဲ့အကောင့်တွေကိုမြုတ်လောက်ထားလိုက်ရုံပါပဲကိုယ့်ရဲ့ feed ဟာကိုယ့်ကိုတင်ငယ်စိတ်ဝင်စေဖို့မဟုတ်ပါဘူးစိတ်ငင်းချင်ရနေရာလေးတစ်ခုဖြစ်နေသေးပါ යි အစစ်လေးကတော့ offline မှာတကယ်မိတ်ဆွေတယောက်နဲ့စကားပြောဖြစ်အောင်ပြောလိုက်ပါ တကယ်လို့လည်းတွေးပြီးစကားပြောရတာက online မှာတွေ့ရတာတွေထက်အများကြီးပိုပြီးစိတ်သက်သာရရစေတယ်လေ။ဒါတွေအားလုံးရဲ့အနစ်ချုပ်ကတော့ကိုယ့်စုကိုကိုယ်ပြန်ထိန်းချုပ်နိုင်ဖို့ပါပဲ။ဘာကိုမြင်မလဲ။ဘာကိုမြုတ်မလဲဆိုတော့ကိုယ်တိုင်ဆုံးဖြတ်ခွင့်ရှိတယ်။ထိန်းချုပ်မှုကကိုယ့်လက်ထဲမှာပါ။အရေးကြီးဆုံးကတော့လေဘသူရဲ့ online ပုံနေထမ်းမဆိုကိုယ့်ရဲ့တကယ်ဘဝကပိုကြံမှုရှိတယ်ဆိုတာပါပဲ။အနစ်ချုပ်ကတော့ social media ကိုသုံးပါ။ဒါပေမဲ့ကိုယ့်စိတ်ကိုဒုက္ခပေးတဲ့အထိတော့အသုံးမခံပါနဲ့။ နောက်ဆုံးအနေနဲ့ကို့ဘဝရဲ့တကယ်တန်ဖိုးကိုဘလို့ပို့ပြီးတတိယအနေနိုင်မလဲဒီမေကုံးလေးကိုပဲစဉ်းစားဖို့ချန်ထားခဲ့ပါစေ။